ဆယ်စုနှစ်များစွာကြာအောင်အမေရိကန်ပြည်ထောင်စုနဲ့ရုရှားတို့ဟာကမ္ဘာပတ်လမ်းကြောင်းတွေကနေတဆင့်သမုဒ္ဒရာတွေကိုဖျက်ချော်ပြီးတော့တနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်နိုင်တဲ့အစွမ်းထက်ဒုံးကျည်တွေတိဆောက်ဖို့အပြိုင်ဆိုင်ကြိုးပမ်းခဲ့ကြပါတယ်။မကြသေးခင်ကပဲတရုတ်စစ်တပ်ကလည်းသူ့ရဲ့စစ်တပ်ကိုခင်မီအောင်တိုးတက်အောင်လှုပ်ဆောင်နေပြီးတော့ဒုံးကျည်ပြိုင်ဆိုင်မှုတွေတွေကိုဝင်ရောက်လာခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ရုရှားနဲ့တရုတ်တို့ရဲ့လေကြောင်းရန်ကိုကာကွယ်ဖို့အတွက်တက်နိုင်သမျှလှုပ်ဆောင်မှုအမြဲတမ်းလိုအပ်နေပြီးတော့အခုချိန်မှာလည်းအဲ့ဒီလိုပဲလှုပ်ဆောင်နေပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ပြည်ထောင်စုဟာမကြခင်မှာ Golden Dome လို့ခေါ်တဲ့ဒိုင်းကစနစ်တစ်ခုကိုရရှိတော့မှာဖြစ်ပြီးအဲ့ဒီနိုင်ငံကိုဘယ်သူမှထိလို့မရအောင်ဖြစ်လာမယ်လို့ရုတ်တရက်ကြေညာလိုက်ပါတယ်။ဒါကိုရုရှားနဲ့တရုတ်တို့ထိတ်လန့်သွားခဲ့ပါတယ်။ထရန့်ရဲ့ Golden Dome ကိုအသုံးချမှုကရုရှားနဲ့တရုတ်တို့သူတို့ရဲ့ချိန်းချောက်မှုတွေကိုအတိတ်ပဲမရှိအောင်လုပ်လိုက်တာဖြစ်နိုင်ပါတယ်။မေလ20ရက်နေ့မှာထရမ့်ကအမေရိကန်ပြည်ထောင်စုဟာမတူညီတဲ့လေကြောင်းရံအမျိုးမျိုးကနေ နိုင်ငံတစ်ခုလုံးကိုကာဝယ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ Golden Dome လေကြောင်းကာဝယ်ရေးစနစ်အစ်စ်ကိုတရားဝင်စတင်လှုပ်ဆောင်တော့မယ်လို့ကြေညာခဲ့ပါတယ်။ Trump ရဲ့ပြောကြားချက်အရစနစ်အစ်စ်ဟာ၃နှစ်အတွင်းအသုံးပြုနိုင်မှာဖြစ်ပြီးအောင်မြင်မှုနှုန်းတရားရာဂိုင်းနှုန်းနီးပါးရရှိမယ်လို့ဆိုပါတယ်။ Golden Dome သဘောတရားဟာဆိုရင် အကျိုးသက်ရောက်မှုလည်းကြီးတယ်လို့ဇယိတ်စကလည်းကြီးမှာပါတယ်။ဒါပေမဲ့တချို့သူတွေထင်ထားသလောက်အံ့ဩစရာတော့မဟုတ်ပါဘူး။ မေရိကန်ရဲ့ကောင်းငင်ကိုဒီလိုစနစ်မျိုးနဲ့ကာကွယ်ဖို့စိတ်ကူးကထရမ့်ရဲ့စိတ်ထဲမှာအမြဲရှိနေကြတာပါဇန်နဝါရီလမှာသမရယာရုကိုပြန်လည်ရရှိပြီးရက်အနှဲငယ်ကြာမှာထရမ့်က American Dwarf Iron Drone တိဆောက်ရမ်းဆိုတဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒါဟာအမေရိကန်ရဲ့ရန်သူတွေအသုံးပြုနိုင်တဲ့မျိုးဆက်သေးလေကြောင်းရန်တွေကိုတံပြန်ဖို့စနစ်အသစ်တစ်ခုပါပဲမေလ20ရက်နေ့ကြေညာချက်ကတော့ဒီစနစ်ဟာလူတိုင်းမျှော်လင့်ထားတာထက်ပုံမမြန်ဆန်စွာအကောင့်ထဲပေါ်လာတော့မယ်ဆိုတာကိုရိုးရိုးလေးဖော်ပြလိုက်တာပါ အပြည့်အဝတည်ဆောက်ပြီးတာနဲ့ Golden Dome ဟာကမ္ဘာတစ်ဖက်ချမ်းကနေပြစ်လွတ်တာတော့မကပဲအာကာသကနေပြစ်လွတ်တာတော့မှဒုံးကြီးတွေကိုကြားဖြတ်ဖမ်းယူနိုင်သွမ်းရှိမှာဖြစ်ပြီးကျွန်တော်တို့မှာအကောင်းဆုံးစနစ်တစ်ခုကိုတည်ဆောက်နိုင်မှာပါလို့ Trump ကပြောပါတယ်။ဒါကြောင့် American ပြည်ထောင်စုရဲ့အစီအစဉ်ကရှင်းပါတယ်။ရုရှားနဲ့တရုတ်တို့ရဲ့ဒုံးကြီးချင်းချောက်မှုကနေကိုကိုကိုကာဝယ်ဖို့ပါပဲ။အဲ့ဒါကနေမေကွန်းနှစ်ခုထွက်ပေါ်လာပါတယ်။ဘာကြောင့်အခုမှလဲဘာတွေတိပြီးပြီလဲ။ ဒုတိယမေခွန်းနဲ့စလိုက်ရအောင် Space Operation ရဲ့ဒုတိယအကြီးအကဲဖြစ်တဲ့ Space 4ဗိုလ်ချုပ်ကြီး Michael Guadling ကအတူတုံးဖြေကိုပေးခဲ့ပါတယ် Guadling ဟာ Golden Dome ကိုအကောင့်ထဲပို့ဖို့ Trump ကတာဝန်ပေးထားတဲ့သူဖြစ်ပြီးဒီ project နဲ့ပတ်သက်ပြီးသူကအခုလိုပြောခဲ့ပါတယ်ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေဟာသူတို့ရဲ့ nuclear ဆွမ်းအားတွေကိုလှည့်မြန်သွားခင့်မိအောင်လှုံ့ဆော်နေကြပါပြီပယ်ထိန်တုံးကြီးတွေမှာ nuclear ထိပ်ဖူးများပါကိုတက်ဆင်နိုင်အောင်တိစောက်နေကြပါတယ် တနာယီမိုင်6000လုံးနဲ့တနာယီတွင် အမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက်နိုင်တဲ့ hypersonic ဒုံးကြီးတွေကိုလည်းတီဆောင်နေကြပါတယ်။ကျွန်တော်တို့ရဲ့ radar နဲ့ကာကွယ်ရေးစနစ်တွေကိုကျော်လွှားနိုင်တဲ့ cruise ဒုံးကြီးတွေကိုတီဆောင်နေကြပါတယ်။ပြီးတော့ကျွန်တော်တို့ကမ်းရိုးတန်းတွေကိုချဉ်ကပ်နိုင်တဲ့ရင်းငုတ်သင်းမော်တွေပိုဆိုးတာကတော့အာကာသကနေပါပြစ်လွှတ်နိုင်တဲ့လက်နက်တွေကိုလည်းတီဆောင်နေကြပါတယ်လို့ Gatling ကဆိုပါတယ်။အတူချုပ်ရရင်တော့ရုရှားနဲ့တရုတ်တို့ဟာပုံမအားကောင်းလာနေပြီးအမေရိကန်ပြည်ထောင်စုမှာလက်ရှိရှိနေတဲ့အင်အားက အဲ့ဒီခွန်အားကိုတံပြန်ဖို့မလုံလောက်ဘူးဆိုတာပါပဲ။ဝက်လိန်ပြောတာမမှားပါဘူး။လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကပဲတရုတ်က match 20ထိပြန်တန်းနိုင်တဲ့ hypersonic ဒုံးကြီးတွေပိုင်ဆိုင်ကြောင်းအရေးအမှတ်ပြောခဲ့ပါဗျ။အဲ့ဒီဒုံးကြီးတွေကိုဂျိုဒုတွေမြေပြင်လွှတ်တင်ဆက်တွေနဲ့တခြား platform တွေကနေပြစ်လွတ်နိုင်တာဖြစ်နိုင်ပြီးဒါကတရုတ်တို့အမေရိကန်ကိုတိုက်ခိုက်ဖို့ရွေးချယ်စရာများစွာပေးထားပါဗျ။ရုရှားကလည်း hypersonic နည်းပညာနယ်ပယ်မှာနက်နက်ရှိုင်းရှိုင်းရှိနေပါဗျ။ National Defense University ကလက်ရှိမှာအ ਨੇ ဆုံး hypersonic လက်နက်၃မျိုးကိုတိစောင့်နေပြီးအဲ့ဒါတွေကအသုံးပြုနိုင်ပြီးဒါမှမဟုတ်အသုံးပြုနိုင်တဲ့အခြေအနေကိုလှည့်မြန်သွားချင်းကပ်နေတယ်လို့ပြောပါရယ်။ရုရှားကဒီစနစ်တွေကို2018ခုနှစ်ကလေးကစတင်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒီတုန်းကရုရှားသမ္မတဗလာဒီမာပူတင်ကပထမဆုံးအကြိမ်ကြီးညာခဲ့တာပါ။ဒါတွေကတရုတ်ဒုံးကျည်တွေနဲ့အတူအမေရိကန်ပြည်ထောင်စုအတွက်ရှင်းလင်းတဲ့ချိန်ချောင်းမှုတစ်ခုကိုကိုးစားပြုပါရယ်။ အမေရိကန်ပြည်ထောင်စုကတော့ဒီချင်းချောက်မှုကိုဆက်လက်တီးခံတော့မှာမဟုတ်ပါဘူး။ဒီအခြေအနေကိုပြောင်းလဲပြီးဇာတိမြေကာကွယ်ရေးကိုနှစ်ဆတိုးပြီးအာယုံစိုက်ဖို့အချိန်တန်ပြီလို့ထရမ့်ကဆိုပါရယ်။ဒီကိစ္စမှာထရမ့်ကဒီ project ကိုဦးဆောင်ဖို့ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလုပ်ခဲ့ပုံပေါ်ပါရယ်။ The Guardian ကပြောကြားချက်အရ Guardlin ဟာ Pentagon အတွင်းမှာအရေးချင်းပြဝပြီးအတွေ့အကြုံနဲ့ဆိုင်တဲ့စစ်စင်ရေးပညာရှင်တအူးဖြစ်ကြကြပြက်ပြက်သတ်မှတ်ခံရတဲ့ဗိုလ်ချုပ်ကြီးတအူးဖြစ်ပါရယ်။ အထူးသဖြင့်သူဟာဒုံးကျည်ကာဝေးရေးစနစ်တွေတည်ဆောက်ရင်းနဲ့ဝယ်ယူရေးမှာကျွမ်းကျင်သူဖြစ်ပြီးဒါဟာ Golden Dome ကို အကောင့်ထဲပို့ဖို့လိုအပ်နေတဲ့သူပါပဲ။ဒါပေမဲ့ Golden Dome ကိုဖန်တီးရမယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ကိုဘလို့အကောင့်ထဲပို့ခဲ့လဲ။ဒီမင်းကွန်းရဲ့အဖြေကရိုးရှင်းပါတယ်။ပတ်စံပတ်စံအများကြီးပါ။ Trend က Golden Dome ကိုနောက်၃နှစ်တွင်အကောင့်ထဲပို့ဖို့ဒေါ်လာ185ဘီလီယံလောက်ကုန်ကြမယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆက်ဆက်ကြည့်ရင်2025ဘန်နာရေးနှစ်အတွက်အမေရိကန်ရဲ့ကာဝယ်ရေးရန်ပုံငွေကိုဒေါ်လာ895ဘီလီယံထိကန့်သက်ထားတာကြောင့် Golden Dome တိဆောက်ဖို့အမေရိကန်ရဲ့နှစ်စဉ်စစ်ဘက်ဘတ်ဂျက်ရဲ့9ပုံတပုံလောက်ကုန်ကြမှာဖြစ်ပါတယ်။အမေရိကန်ကဒီပိုက်ဆံတွေကိုတပြိုင်တည်းသုံးမှာမဟုတ်ပါဘူး။တဝါဆုံ TWZ ကဖော်ပြထားတဲ့အတိုင်း Trump ကသူတွန်းအားပေးနေတဲ့ One Bit Beautiful Bay Act ရဲ့တစိုက်တစ်ပိုင်းဖြစ်ပထမဆုံးဒေါ်လာ25ဘီလီယံတန်ဖိုးရှိတဲ့ရန်ပုံငွေကို အတည်ပြုချက်ရယူဖို့ကြိုးပမ်းနေပါတယ်။အဲဒီဥပဒေကြမ်းထဲမှာအခွန်နဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလည်းပါဝင်တာကြောင့် Trump ကသူ့ရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာလေကြောင်းကာကွယ်ရေးစနစ်အသစ်အတွက်ဘီလီယံများစွာသုံးစွဲရမယ့်ကိစ္စအတွက်နည်းနည်းတော့ခြောင်လှယ်သွားမယ်လို့မျှော်လင့်နေပုံရပါတယ်။ဒါ့ပြင် Golden Dome ဟာ Trump အကြံပြုထားတာထက်အများကြီးပိုကုန်ကြနိုင်တယ်လို့ The Guardian ကပြောပါတယ်။ဒေါ်လာ185ဘီလီယံဟာကြီးမားတဲ့စနစ်ကိုတိစောက်ဖို့အတွက်ပေးထားတဲ့ကိန်းဂဏန်းဖြစ်ပေမဲ့ ထရမ့်ကသူ့ရဲ့ယူရချက်ကိုအပိသက်ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့်အမေရိကန်ကဆက်လက်လုပ်ကိုင်ရမယ့်ကုန်ကျစရိတ်တွေကိုလည်းထည့်သွင်းစဉ်းစားရပါဦးမယ်။ဘာပဲဖြစ်ဖြစ်လေကြောင်းကာကွယ်ရေးစနစ်ဟာရန်သူရဲ့ဒုံးကျည်တွေကိုကောင်းကင်ကနေဖြိုခွဲပစ်ဖို့လိုအပ်တဲ့ဂျားဖြတ်ဒုံးကျည်တွေနဲ့တခြားလက်နက်တွေမရှိရင်ဘာမှလုံဆောင်နိုင်မှာမဟုတ်ပါဘူး။ Congressional Budget Office ရဲ့ပြောကြားချက်အရ Golden Dome အတွက်နောက်ထပ်အခု20အတွင်းမှာစုစုပေါင်းကုန်ကျစရိတ်ဟာဒေါ်လာ940ဘီလီယံထိမြင့်တက်လာနိုင်တယ်လို့ဆိုပါတယ် ဒါကအမေရိကန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ပေါ်ဘန်နာရေးဌာနအနေနဲ့ဒီဝင်ဒုတ်ဝင်ပိုးကြီးကိုနှစ်ပေါင်းများစွာထမ်းဆောင်ရလိမ့်မယ်လို့ဆိုလိုတာပါပဲ။ဒါကြောင့် Golden Dome ဟာငွေအများကြီးကုန်ကြမယ်ဆိုတာရှင်းပါတယ်။ဒါပေမဲ့ဘလို့လှုပ်လုံမလဲဆိုတာကိုတော့သေချာမသိရသေးပါဘူး။ The Guardian က Golden Dome ရဲ့အဆိုပြုထားတဲ့ပုံစံ၃မျိုးရှိပြီး Trump ကအသုံးပြုမဲ့ပုံစံကြမ်းကိုရွေးချယ်ဆုံးဖြတ်ပြီးပြီလို့ခိုင်မာပြောဆိုနေပေမဲ့ American သမ္မတကဒီသုံးမျိုးတွေက ဘယ်တစ်ခုကိုရွေးချယ်ရသေးမလဲဆိုတာကိုတော့အတီးပြုတ်မရွေးချယ်ရသေးဘူးလို့ဆိုပါရစေ။အဲဒီအဆိုပြုချက်၃မျိုးက Golden Dome ရဲ့ site ကြီးလက်ငယ်၃မျိုးရှိတယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပြီးအားလုံးက Golden Dome ဟာမြေပြင်ခြေဆိုင်ဒုံးကျည်ဖမ်းယူစနစ်တွေကိုအာကာသခြေဆိုင်ကာဝေးရေးပုံစံဖြင့်ဒီဇိုင်းထုတ်ထားတဲ့ဒီပညာမြင့်စနစ်အစ်စ်တွေနဲ့ပေါင်းစပ်ထားမယ်လို့ပြောဆိုထားပါတယ်။အမေရိကန်ကသူ့ရဲ့အာကာသဒုံးကျည်စွမ်းအင်တွေကိုတိုးချဲ့ဖို့ကြိုးစားခဲ့တာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ Golden Dome ကိုသမရဟောင်း Ronald Reagan ရဲ့မဟာဗျူဟာမြောက်ကာကွယ်ရေးစီစဉ် Strategic Defense Initiative ရဲ့နောက်ဆက်တွဲအဖြစ်သတ်မှတ်နိုင်ပါတယ်။မီဒီယာနဲ့သမရ Reagan ရဲ့ဝေဖန်သူများစွာက Star Wars လို့နာမည်ပေးခဲ့တဲ့အဲ့ဒီစနစ်ဟာကြီးမားချက်တွေကိုဘယ်တော့မှဖြစ်မြောက်နိုင်ခဲ့မှာမဟုတ်ဘူးလို့သဝါစုံမဂ္ဂဇင်းကဆိုပါရယ်။ဒါပေမဲ့လည်းဒါဟာအမေရိကန်က1980ပြည့်လွန်နှစ်များကနီးပညာရည်နဲ့တိစောက်ဖို့ကြိုးစားနေတဲ့စနစ်တစ်ခုလည်းဖြစ်နိုင်ပါရယ်။ ဆယ်စုနှစ်၄ခုကျော်ကြာပြီးနောက်အမေရိကန်ဟာ Golden Dome ရဲ့အာကာသပိုင်းကိုအကောင့်ထည့်ဖို့ပို့ပုံမကောင်းမွန်တဲ့အခြေအနေမှာရှိနေနိုင်ပါတယ်။စနေရဲ့အာကာသအခြေစိုက်ပိုင်းကဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတော့ဒုံးကြီးတွေနဲ့ဂျိုးတုတွေဖြစ်ခွဲခြားနိုင်ပါတယ်။ Matchla 20ရက်နေ့မှာ TWZ က Space Operation အကြီးကဲဘိုးချုပ်ကြီး Chance Sourceman ကတရံဝင်ထုတ်ပြန်မကြေညာရသေးတဲ့ Golden Dome နဲ့ပတ်သက်ပြီးပြောကြားခဲ့တဲ့မှတ်ချက်တွေကိုဖော်ပြခဲ့ပါတယ်။သူက အမေရိကန်ဟာထူးခြားတဲ့အာကာသဂျားဖြတ်ဒုံးကျည်စနစ်တွေကိုတိစောက်ဖို့ကြိုးစားသင့်တယ်လို့ပြောခဲ့ပါတယ်။ဒီ Golden Dome စီမံကိန်းရဲ့ပထမဆုံးအဆင့်မှာဒုံးပြန်ကို လိုအပ်တဲ့တွန်းအားပေးဖို့အတွက်ဒုံးပြန်အင်ဂျင်အနည်းဆုံးတစ်ခုကိုအသုံးပြုရပါတယ်။အဲ့ဒီတွန်းအားပေးတဲ့အဆင့်ကနေဒုံးပြန်ဟာပြစ်မှတ်စီဥတီဖို့လိုအပ်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိစေပါတယ်။အဲ့ဒီနောက်မှာတော့အင်ဂျင်တွေပိတ်ပြီးဒုံးပြန်ဟာပြစ်မှတ်စီကိုအလိုလျောက်ဆက်လက်ရွေ့ရှားသွားမှာပါ။ဒီအဆင့်မှာပဲထိပ်ဖူးတွေဟာဒုံးပြန်ကနေခွဲထွက်သွားပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ကဘာမြေဆွဲအားနဲ့ပြစ်မှတ်စီကြာရောက်တဲ့အဆင့်ကိုရောက်ရှိပါတော့တယ်။ Golden Dome စီမံကိန်းကဒုံးမြန်တွေကိုတွန်းအားပေးတဲ့အဆင့်မှာပဲဖြက်စီးပြစ်မှာဖြစ်ပြီးတော့ American ပြည်ထောင်စုကိုဘယ်တော့မှမထိခိုက်စေနိုင်အောင်လှုံ့ဆော်ပေးပါတယ်။ခင်မီဒုံးမြန်အများစုမှာဒုံးကြီးထိပ်ဖူးမျိုးစုံပါဝင်တဲ့အတွက်ဒါကအထူးအရေးကြီးပါတယ်။ဒုံးကြီးထိပ်ဖူးတွေကဘာပတ်လမ်းကြောင်းကိုမရောက်ခင်မှာပဲတပြိုင်တည်းဖြက်စီးပြစ်တာကဒုံးမြန်ကနေခွဲထွက်ပြီးမှတီးကြပြစ်မှတ်ထားရတာထက်အများကြီးပိုကောင်းပါတယ်။ တွန်းအားပေးတဲ့အဆင့်မှာပြတ်မှတ်ထားတာကလက်တွေ့ကျတဲ့ရှူတောင်းကနေကြည့်မယ်ဆိုရင်လည်းအရေးကြီးပါတယ်။ဒီအဆင့်မှာဒုံးပြန်ရဲ့ rocket booster တွေကနေပူပြင်းတဲ့ဓာတ်ငွေအမြောက်များထွက်ပေါ်လာတဲ့အတွက်ဒုံးပြန်ကိုခြေရာခံဖို့ပိုလွယ်ကူစေပါတယ်။ဒုံးကြီးထိပ်ဘူးတွေကနေထွက်လာတဲ့အထိစောင့်တာကကြားဖြတ်ဖြတ်စည်းဖို့အများကြီးပိုခက်ခဲစေပါတယ်။ American က Golden Dome စီမံကိန်းရဲ့တစိမ့်တစ်ပိုင်းဖြစ်အာကာသခြေဆိုင် interceptor တွေတိစောက်ဖို့စဉ်းစားနေပြီး အဲ့ဒါတွေကရန်သူနယ်မြေထဲမှာရှိနေတဲ့ရန်သူဒုံးမြန်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိရပါမယ်။ Golden Dome ရဲ့ဒီကဏ္ဍကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် American ကရန်သူဒုံးကြီးပစ်လွှတ်မှုတွေကိုခြေရာခံဖို့အတွက်အစောပိုင်းသတိပေးစနစ်ပုံစံအသစ်ကိုလည်းတီထွင်ဖို့လိုအပ်သလိုအဲ့ဒီ Interceptor တွေကဒုံးကြီးတွေကိုအတိအကျပြတ်မှတ်ထားနိုင်ဖို့အတွက်ခြေရာခံဂျူရုများစုပေါင်းထားတဲ့ Constellation ကိုလည်းတိစောက်ဖို့လိုအပ်ပါတယ်။ DWZ ရဲ့အဆိုအရတော့ဒီနှစ်ခုစလုံးကလုပ်ငန်းတွေစတင်နေပြီလို့ဆိုပေမဲ့ ထရမ့်ကဂိုဒမ်ဒုံးကို၃နှစ်တွင်အသုံးပြုနိုင်အောင်လှုပ်ဆောင်ဖို့နောက်ဆုံးသတ်မှတ်ရသတ်မှတ်ထားတာကြောင့်အဲ့ဒီလုပ်ငန်းတွေပုံမှန်မြန်ဆန်လာွယ်ရှိပါတယ်။ဂျိုဒူတွေကစိတ်ဝင်စားစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပေါ်စေပြီးအီလွန်မတ်စ်ကို စီမံကိန်းထဲပါဝင်လာအောင်လမ်းဖွင့်ပေးပါတယ်။ရိုက်ဒါသတင်းဌာနရဲ့ဧပြီလ18ရက်နေ့ဖော်ပြချက်အရဂိုဒမ်ဒုံးအတွက်လိုအပ်တဲ့ဂျိုဒူတွေတိစောက်ဖို့ကန်ထရိုက်ရရှိဖို့ကြိုးစားနေတဲ့အဖွဲ့အစည်းတွေထဲမှာ Max ရဲ့ SpaceX ကုမ္ပဏီကရှေ့တန်းကနေဦးဆောင်နေတယ်လို့ဆိုပါတယ်။ Golden Dome စီမံကိန်းနဲ့ပတ်သက်ပြီးယင်းဤကျွမ်းဝင်သူ6ဦးက SpaceX ဟာလက်ရှိမှာ Planter software တိစားရေးကုမ္ပဏီနဲ့ Andura Drone ထုတ်လုပ်သူဆိုတော့မိဖက်နှစ်ခုနဲ့အတူ Golden Dome ရဲ့အဓိကကဏ္ဍတွေဖြစ်တဲ့ Jodu Constellation အပါအဝင်အဓိကကဏ္ဍတွေကိုတိစောက်နေတယ်လို့ Rider ကပြောပါတယ်။ SpaceX က Jodu တွေကိုကင်တွယ်ဝယ်ရှိပြီးကြံတစ်ခုကတော့ Golden Dome စနစ်တစ်ခုလုံးအတွက် software နဲ့မြေပြင်ခြေစိုက်ကဏ္ဍတစ်ခုကိုအသီးသီးတာဝန်ယူဝယ်ရှိပါတယ်။ ရိုက်တာရဲ့အဆိုအရအဆိုပါကုမ္ပဏီ၃ခုဟာကဘာတဝမ်းလုံးကိုဒုံးကျည်ပစ်လွတ်မှုတွေကိုအဆက်မပြတ်ခြေရာခံနိုင်ဖို့အတွက်ဂျိုဒုအသေး၄၀၀မှတထောင်ကြားတိစောက်ပြီးပတ်လန်းတွေကိုပစ်လွတ်ဖို့ပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ American ကလေဆာတွေဒါမှမဟုတ် Interceptor တွေဒုံးကျည်တွေတက်ဆင်နိုင်တဲ့တီးကြားတိုက်ခိုက်ရေးဂျိုဒု၂၀၀ခန့်ကိုလည်းအဆိုပြုထားပါတယ်။ Golden Dome ကရန်သူဒုံးကျည်တွေကိုဖျက်ဆီးဖို့အတွက်အဲ့ဒီဂျိုဒုတွေကိုအသုံးပြုနိုင်ပါတယ်။ဒါကတော့ Golden Dome ရဲ့ အာကာသအခြေစိုက်ကဏ္ဍကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါ့ပေမဲ့အစောပိုင်းကအမေရိကန်ရဲ့ကာကွယ်ရေးစနစ်တင်မှာ drone ဤပညာအသစ်ကိုထည့်သွင်းအသုံးပြုမယ်လို့ဖော်ပြခဲ့တာကဒီစီမံကိန်းမှာမြေပြင်ခြေစိုက်ကဏ္ဍတစ်ခုကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ဆိုတာကိုပြသနေပါတယ်။အထူးသဖြင့် TWZ ရဲ့အဆိုအရအာကာသကနေမဟုတ်တဲ့ချင်းချောင်းမှုတွေဖြစ်တဲ့ drone တွေနဲ့ cruise drone တွေကိုထောက်လန်းဖို့အတွက်မျက်နှာပြင်စင်ဆာတွေလိုအပ်မှာဖြစ်ပါတယ်။ ရှိပြီးသားနဲ့အသစ်ထွက်လာမဲ့ဆန်သာရီနဲ့အဖတ်တာရီကိုစနစ်ထဲမှာပေါင်းစည်းသွားမှာဖြစ်တယ်လို့ TWZ ကမေလ20ရက်နေ့ကပြောကြားခဲ့ပါတယ်။ဆိုလိုရင်းကတော့ American ကသူတို့ရဲ့ရှိပြီးသားလေကြောင်းကာဝေးရေး Command and Control Architecture နဲ့ပေါ်ထွန်းလာတဲ့ Architecture တွေကို Golden Dome တဲကို ပေါင်းစည်းဖို့နီလန်းတွေကိုရှာဖွေနေတာဖြစ်ပါတယ်။တင်းလျော်တဲ့ကွန်ရက်ချိတ်ဆက်မှုနဲ့ဆိုရင် American ကရှိပြီးသားနည်းပညာနဲ့ Golden Domes ကို အသက်ဝင်စေဖို့အတွက်လိုအပ်တဲ့နည်းပညာအသစ်တွေကိုပေါင်းစပ်ပြီး ကာကွယ်ရေးစနစ်အသစ်တစ်ခုကိုတည်ထွင်နိုင်မှာဖြစ်ပါတယ်။အာကာသကာကွယ်ရေးစနစ်ပြင်မြေပြင်ကာကွယ်ရေးစနစ်ပေါင်းများစွာနဲ့ချိတ်ဆက်ထားတဲ့ကာကွယ်ရေးစနစ်တစ်ခုကိုစိတ်ကူးယဉ်ကြည့်ပါ။တိုက်ခိုက်ဖို့ဝင်လာတဲ့ဒုံးကြီးဒါမှမဟုတ်တခြားအရာတစ်ခုကအမေရိကန်ကိုမရောက်ခင်အတားအဆီးအများပြားကိုဖြတ်ကျော်ရတဲ့ပုံစံမျိုးပါပဲ။ဒါကအစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်နဲ့အနည်းငယ်ဆင်တူတဲ့ယူဆတစ်ခုပါ။အဲဒီစနစ်က Aero 2, Aero 3, Davis Sling နဲ့ Iron Dome စနစ်တွေကိုပေါင်းစပ်ပြီးအလှော်ပေါင်းစုံကာဝေးရေးစနစ်ကိုဖန်တီးထားပါတယ်။နောက်ဆုံးအနေနဲ့ Golden Dome ရဲ့စွမ်းဆောင်ရည်တွေကတခုကိုပေါ်ပြဖို့ကြံပါသေးတယ်။ရင်ဆိုင်ရမယ့်ချိန်ချောင်းမှုမျိုးစားတွေပါ။ Hypersonic Dome ကြီးတွေဟာခေါင်းစည်းပါချိန်ချောင်းမှုဖြစ်ပြီးဗိုလ်ချုပ်ကြီး Quadling ကစီမံကိန်းရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အခါသူ့ရဲ့မှတ်ချက်တွေမှာဒီအချက်ကိုထပ်မံအတည်ပြုခဲ့ပါတယ်။ဒီဒုံးကြီးတွေကိုတံပြန်တိုက်ခိုက်မှုရဲ့အရေးပါပုံကိုငင်းလို့မရပါဘူး။ ရုရှားနဲ့တရုတ်နိုင်ငံစလုံးမှာဒါရီရှိပြီးသားဒါမှမဟုတ်တိစောက်နေကြပြီးအမေရိကန်ကတော့အတန်အလျင်ရဲ့အစ20နဲ့သွားနိုင်တဲ့ဒုံးကြီးတွေကိုတံပြန်ဖို့လက်နက်တွေအများကြီးမရှိသေးပါဘူးဒါပေမဲ့ Golden Dome ကအားလုံးကိုအကျုံးဝင်အောင်ရည်ရွယ်ထားပါတယ်တနည်းအားဖြင့်ပြောရရင်ဒါဟာ Hypersonic ဒုံးကြီးဖြတ်စည်းရေးအတွက်ပဲတည်တံ့မဟုတ်ပါဘူး Trump ရဲ့ကြေညာချက်မထွက်ခင်တပတ်အလောက်အလိုမှာထုတ်ဖော်ခဲ့တဲ့ဒီစာတမ်းက Golden Dome ကိုချိန်ချောက်မှုမျိုးသားများသောကို ကင်တွေဖြည့်ရှင်းနိုင်ဖို့ဒီဇိုင်းထုတ်ထားတယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ hypersonic ဒုံးကြီးတွေပြင်ဒါဟာတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကြီး intercontinental ballistic missile နဲ့ရေငုပ်သင်္ဘောကပစ်တဲ့ပဲ့ထိန်းဒုံးကြီး submarine launch ballistic missile နဲ့မြေပြင်တိုက်ခိုက်ရေး cruise ဒုံးကြီးတွေကိုလည်းဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။ဒီစာတမ်းမှာမြောက်ကိုရီးယားနဲ့အီရန်တို့ဟာလည်းဖြစ်နိုင်ခြေရှိတဲ့ချင်းချောက်မှုတွေဖြစ်ဖော်ပြခဲ့ပါတယ်။ DIA ရဲ့အဆိုအရမြောက်ကိုရီးယားက အမေရိကန်ကိုရောက်နိုင်တဲ့ပယ်ထိန်တုံးကြီးတွေကိုအောင်မြင်စွာစမ်းသပ်ထားပြီးအီရန်မှာလည်း2035ခုနှစ်မှာပယ်ထိန်တုံးကြီးပြည့်လွှတ်နိုင်တဲ့စနစ်တွေပါရှိပါတယ်။ဒီပုံစံမှာရုရှားနဲ့တရုတ်တို့ရဲ့ချင်းချောက်မှုကိုထပ်ထည့်လိုက်ရင် Golden Dome ရဲ့အရေးပါပုံကပိုပြီးထင်ရှားလာပါတယ်။အမေရိကန်က Golden Dome ကို လိုအပ်ပါတယ်။ဒါကိုမတိဆောက်ဘူးဆိုရင်မိခင်နိုင်ငံဟာဒီပေါ်ထွန်းလာတဲ့ချင်းချောက်မှုတွေအတွက်အားအနေချက်ဖြစ်လာပါလိမ့်မယ်။ဒီအချက်ကိုအမေရိကန်တစ်ခုတည်းကသိတာမဟုတ်ပါဘူး။ ကနေဒါက Golden Dome ကိုအလုံးသဘောကျတာကြောင့်ဒီဒုံးကြီးကာကွယ်ရေးအစီအစဉ်သစ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်လာဖို့အတွက် American ပြည်ထောင်စုနဲ့ဆွေးနွေးနေပါတယ်။ဒါကတော့ Trump နဲ့ကနေဒါဝန်ကြီးချုပ်ယုံ PMO နှစ်ဦးသလုံးရဲ့အဆိုအရဖြစ်ပါတယ်။ကနေဒါဘလောက်ထိပါဝင်မယ်ဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။ Trump ကစီမံကိန်းကိုတစိမ့်တစ်ပိုင်းရန်ပုံငွေထောက်ပံ့ဖို့မြောက်ဘက်အိန္ဒိချင်းကနေဒါကိုတောင်းဆိုနိုင်ပြီးဒါကသူ့အတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ကနေဒါကနီးပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုဒါမှမဟုတ် Golden Dome အသုံးပြုမဲ့လက်နက်အချို့ကိုတောင်ပံ့ပိုးပေးနိုင်ပါတယ်။ Trump ကတော့ပထမဆုံးရွေးချယ်မှုကိုအများဆုံးစိတ်ဝင်စားဖွယ်ရှိပါတယ်။ကနေဒါဟာမကြသေးခင်ကအစောပိုင်းသတိပေး Radar စနစ်တစ်ခုတည်ဆောက်ဖို့အတွက် Australia နဲ့အတူဒေါ်လာ6ဘီလီယံကတိပြုခဲ့တာကိုလည်းသူကဥပမာပြနိုင်ပါတယ်။ Golden Dome နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေထပ်မံမဖော်ထုတ်သေးတဲ့အတွက်ဘလို့ဖြစ်လာမယ်ဆိုတာသေချာမသိရသေးပါဘူး။ ဂိုဒမ်ဒုံးနဲ့ဆိုရင် အမေရိကန်ကရန်သူဒုံးကြီးတွေကို ကောင်းကင်ကနေပြစ်ချနိုင်တဲ့ကာကွယ်ရေးစနစ်တစ်ခုကိုမကြမီရရှိပါတော့မယ်။ဂိုဒမ်ဒုံးစနစ်ဟာအမေရိကန်ပြည်ထောင်စုရဲ့ကာကွယ်ရေးစွမ်းရည်တွေကိုအဆင့်မြင့်တင်ဖို့အရေးပါတဲ့ခြေလှမ်းတစ်ရပ်ပါပဲ။ဒီစနစ်ဟာရုရှားနဲ့တရုတ်လိုနိုင်ငံတွေရဲ့ခင်မိလာတဲ့ဒုံးကြီးချင်းချောက်မှုတွေကို ထိထိရောက်ရောက်တံပြန်ဖို့ယူရထားတာပါ။အာကာသအခြေဆိုင်နဲ့မြေပြင်အခြေဆိုင်ကဏ္ဍတွေကို ပေါင်းစပ်ထားပြီး SpaceX လိုနည်းပညာကုမ္ပဏီတွေပူးပေါင်းပါဝင်တာက သူ့ရဲ့အောင်မြင်မှုကိုအထောက်အကူပြုပါလိမ့်မယ်။ကုန်ကြစရိတ်ကများပေမဲ့ Golden Dome ဟာ American ရဲ့နိုင်ငံတော်လုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။သုံးနှစ်တွင်အကောင့်ထဲပေါ်လာမယ်ဆိုရင်ကမ္ဘာ geopolitical အခြေအနေကိုတိတိတတ်တာပြောင်းလဲစေပြီး American ကိုပိုမိုလုံခြုံတဲ့အနေအထားကိုရောက်ရှိစေနိုင်ပါတယ်။ Golden Dome ရဲ့နောက်ထပ်အချက်လက်တွေထွက်ပေါ်လာတာကိုစောင့်ကြည့်ရမှာဖြစ်ပြီး American ရဲ့ကာဝေးရေးဖြူဟာကိုဘလို့ပြောင်းလဲသွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။